မြေဦးရတည်ရဲ့အစမှာတင်မြန်မာနိုင်ငံညာဒေသကမျိုးနှမျိုးဟာကဘာပူဇုံမျိုးစီရင်တဲ့ပါဝင်လာခဲ့ပါတယ်။ကဘာပူဇုံအစစ်နှစ်နေရာမှာမကွေးတိုင်း၆မျိုးရှိနေပြီးမကွေးမျိုးကတော့အစစ်73နေရာမှာရှိနေတယ်လို့ကဘာမိုးလေဝသအခြေအနေတွေကို ဖော်ပြပေးနေတယ်။အယ်ဒိုရာဒိုဝေဒါကမက်လ16ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အညာဒေတာဟာအရင်ကတည်းကရာသီဥတုပူပြင်းမှုတန်ကိုခန်းစားနေရတဲ့ဒေတာဖြစ်ပြီးအခုအခါမှာတော့အာနာသိန်းစစ်တဲ့ရေဂျာလုံးကျွတ်မီရှုမှုတွေနဲ့ဒေချောင်းတိုက်ခိုက်မှုတန်တွေကိုပါထပ်ဆင့်ခန်းစားနေကြရတာပါအရေးအဝါတော့မရှိပဲမိလောင်မြင်သားမှ နေရတဲ့အညာဒေတာကဆက်ဆောင်ပြည်သူတွေအတွက်တော့ရာသီဥတုအပူထက်တောကအပူကပိုကြီးနေတယ်လို့အသက်56နှစ်အရွယ်မြောင်မြို့နယ်ပန်းညိုရွာဒေတာခန့်တအူးကဆိုပါတယ် ပေါက်ကွဲမတက်ပါဘူး။မိပြာဘူး။တချို့ဆိုရင်လည်းကျမ်းမာရေးတွေမကောင်းမိတွေအားရှို့ဗာတွေအားရှို့ဆို195လုံးတော့ပါသွားတယ်တရားလုံး။အရှိခွေးဒုက္ခတံကပိုးကူလေဒီလိုဘူးရာသီဥတုတွေပူးနေတဲ့ချိန်ဒုက္ခတံကတော့ခံစားခံစားကြည့်ကြပါတော့ဘူးဒီပူတဲ့ဟာနဲ့ဟိုခွေးတွေလှုပ်တဲ့ပြောတော်ပြောမပြတော့ရအောင်ပါပဲလူတို့မြင်တဲ့မြင်မှန်းတဲ့တံတွေကအစတရာလောက်ပိုးကူနေတယ်။ပြေးလိုက်လွှားလိုက်ပြီးမြည်မူတံနေတဲ့ ်ကျော်ခုနှစ်လောက်ဆိုရင်ပေမဲ့ပေါက်ပါရဲ့အဲဒီသူတို့နေတတ်တာကျော်ရတော့ကတော့ကူကနေဦးလေးပန်းညိုရွာကိုစကောင်စီကပြီးခဲ့တဲ့မက်ရှလာ12ရက်နဲ့13ရက်မှာနှစ်ရက်ဆက်တိုက်စစ်ကြောင်းထိုးဝင်ရောက်မိရှို့ဖျက်ဆီးခဲ့တာပါအာနာသိန်းကာလာတဲ့လျှောက်မှာပန်းညိုရွာက၃ကောက်မြောက်မိရှို့ခံရတာဖြစ်ပြီးပြန်လည်ဆောက်လုပ်ထားတဲ့နေအိမ်တွေလည်းမိတဲ့ကိုပါသွားခဲ့တာပါရိတ်ကမရှိတဲ့ကွင်းပြင်ခေါင်တီးတဲ့ကမီးလောင်ပြင်းထဲမှာ ပြန်လည်တည်ဆောက်ထားရတဲ့နေအိမ်တွေဟာအပူရန်ကိုခံနိုင်ခြင်းမရှိဘူးလို့လည်းဆိုပါတယ်။ရာသီဥတုပူပြင်းလာတာနဲ့အမျှအမိုးကတွေလည်းပုံမို့လိုအပ်ပြီးတောက်ရည်သုံးရည်ရှားပါပြက်လက်မှုတွေနဲ့လည်းရှင်ဆိုင်နေကြရပါတယ်။စစ်ချောင်းနေရာတွေကတော့ဟောပေါ့ကျွန်တော်တို့ဒီအပူရန်ခံနိုင်အောင်တဲတွေပြင်ဆောက်ထားမျိုးပါညာရှိရပေါ့။ဟို အပူကစပြီးတော့ခုမှတအားကြီးပြင်းပြင်းထန်ထန်ကြီးမဟုတ်ပေမဲ့ဒီဟိုပေါ့မနေ့ကပိုင်းဆိုရင်တော့အဆင်ပြေသေးတယ်။ဟိုကိုဆယ်နာရီနောက်ပိုင်းဆိုတော့တော်တော်လေးအပူပြင်းတာပေါ့။ချွတ်ချွတ်နေရတယ်မှလည်းရေပြဿနာရှိတာပေါ့။ရေပြဿနာတောက်ရေသုံးရေပြဿနာပေါ့။ပြီးရင်ဟိုပေါ့ဒီသိရွက်ကြွေတဲ့ကာလဆိုတော့တော်တော်ကြီးတောင်းလေးဒီမှာလည်းဒီအရင်ကလိုဟိုမရှိရပေါ့။အရင်မရှိဘူး။နေပြင်းတဲ့အချိန်မှာအဲ့တော့ဟိုထမ်းရွက် မိုးတာတို့ဘာတို့ပေါ့ကံရောကံလောင်းမငါဒေပဒနာတွေလည်းရှိမှာပါနေနေပူပူမှာတောကပူရဲနဲ့ရင်ဆိုင်နေရတဲ့အညာဒေတာခံတွေအဖို့စောင်းဝနေရဲ့အခက်အခဲကိုဖြေရှင်းဖို့စကောက်စီရဲ့နေအိမ်တွေမိရှုဖြည့်ဆည်းမှုလေကြောင်းတက်ခိုက်မှုတွေရှိနေတဲ့ဈာကပဲလေယာစိုက်ပျိုးရေးကိုလည်းလုပ်ကိုင်နေကြရပါတယ်ဒီအခြေအနေတွေမှာစုံတွဲလာရမယ့်ကျန်းမာရေးနဲ့စာဝန်နေရေးအတွက်အကူအညီတွေများစွာလိုအပ်နေတယ်လို့ စပင်းရှောင်ရဲ့ကိုကြီးပေးသူတွေက ဆိုကြပါဗျ။ဒီအပူထဲမှာဖုံတလုံးလုံးထဲမှာအလုတ်လုတ်ကြရတယ်ပေါ့ဒါတွေကလည်းဟိုစူးရတဲ့ကျမကြီးကိုဖြစ်စေတယ်ဒါပေမဲ့ဒါဒီမှမလုတ်ဘူးဆိုလဲသူတို့ရဲ့စာဝင်နေရေးဖြစ်ရှင်းမှုအတွက်ကလည်းအရန်ခက်ခဲသွားပြီပေါ့နော်လက်တော့သူတို့ဖြစ်နေရတော့ဒီလောက်ရမ်းပူလာတယ်ပူလာပြီဒီပေါ့ဆေးဝါးလုံလောက်မှုမရှိဘူးအရေးအဝါသားလုံလောက်မှုမရှိဘူးကျွန်တော်တို့ဒီ လုံလောက်မှုမရှိတဲ့အချက်တွေကြောင့်ဟိုလက်တတော်ကတော့ဒီလိုပြဿနာမျိုးတွေကိုသူတို့မှာတော့ဟိုရင်ဆိုင်အောင်မရှိတော့ပါဘူး။ဟိုကုညီနိုင်တဲ့လူတွေကကုညီဖို့လိုတယ်။အချို့ဒေသတွေမှာဆိုရေရှားလာပြီဆိုရင်ရေဘယ်လိုကုညီကြမလဲ။ဒီမှာအရေးမိုးတွေလိုအပ်လာပြီဆိုရင်ဒီအရေးမိုးတွေဘယ်လိုကုညီကြမလဲဆိုတာကိုတော့ဝိုင်းဝန်းပြီးတော့ဖြည့်ရှင်းပြီးတော့လိုတာပေါ့နော်။2024ခုနှစ်ဧပြီလတုန်းကလည်းမကွေးတိုင်းချောင်းမြို့၊မန္တလေးတိုင်းညောင်ဦးမြို့နဲ့စကိုင်းတိုင်းစကိုင်းမြို့တွေမှာစံစင်တင်အပူချိန်မြင့်တက်ခဲ့ပူပါရယ်။တမ်းမာရေမကောင်းတဲ့သူတွေနဲ့ တက်ကြီးရွယ်အိုတွေဟာအပူချိန်မြင့်မားမှုကြောင့်နှစ်စဉ်တည်ဆုံမှုတွေရှိခဲ့ပေမဲ့တိကျတဲ့စရင်ကောက်ယူထားတာမျိုးတော့မရှိပါဘူးစစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်မြန်မာနိုင်ငံတဝန်းမှာ နေရက်စွန့်ခွာနေတဲ့စစ်ပေးဆောင်ဦးရေ6.6တန်းကျော်ရှိလာနေပြီးအဲ့ဒီထဲက42ရာခိုင်နှုန်းကတော့သခိုင်းတိုင်းတွေကပဲဖြစ်တယ်လို့မြန်မာမဟာဗျူဟာနဲ့မူဝါဒလေ့လာရေးအဖွဲ့ ISP မြန်မာကထုတ်ပြန်ထားပါတယ် Thank you, Lord.